အားလုံးပဲမင်္ဂလာပါအခုလာမယ့်ဒီဇာမုံလာရည်နေ့ဟာအမတန်ဝမထူးခြားတဲ့နေ့ဆိုတာလေးကိုလာပြီးတော့ဝိညာဉ်ပေးတာပါရှင်ဆိုတော့အဲ့ဒီနေ့ကနက္ခတ္တရားကြီးအမတန်မှစုံလင်တဲ့နေ့တစ်နေ့ဖြစ်တယ်လို့မျိုးပဲနောက်တစ်ခုကတချေရိုးရဲ့ဒီဟိုမမြင်ရတဲ့လောကမှာရှိနေတဲ့ဝိဇာကြီးတွေရဲ့စွမ်းရည်တွေသူတို့ရဲ့ကောင်းချင်မင်္ဂလာတွေသူတို့ရဲ့အစွမ်းပါဝါတွေအရဆိုလို့ရှိရင် စကြာဝဠာထဲမှာပြန်လွင်နေပြီးတော့အများအများထုတ်လွှင့်ပေးမယ်နေလေဖြစ်တယ်အဲ့တော့နောက်တစ်ခုကဂျွေးလေးဂျိုးရဲ့အနေထားရပြောရမယ်ဆိုလို့ရှိရင်ဂျာတာပရီဂျိုးကြီးဟာသူ့ရဲ့မူလနေရင်အိမ်ကိုပြန်ပြီးတော့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာတာပရီနေနံနဲ့ပတ်သက်ပြီးလှုပ်တဲ့လှုပ်တီးအမှန်တမ်းရအကုန်လုံးဒီချက်ဒီချက်မကပို့ပြီးတော့ပွင့်လန်းလာတာအောင်မြင်လာတာတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဂျာတာပရီနေနံသားသမီးတွေကဆိုလို့ရှိရင်လုပ်ငန်းတွေကြောင့်အောင်မြင်မယ် ငွေကြေးတွေအဆင်ပြေလာမယ်ကုန်သတင်းတွေကြိုးစောလာမယ်လုပ်တဲ့လုပ်ငန်းမှန်တဲ့များကအထမြောက်အောင်မြင်လာမယ်အဲ့လိုပဲဂျန်နက်ခွန်နဲ့အသားသမီးတွေဟာဆိုလို့ရှိရင်လည်းပဲလိုချင်တဲ့ကိစ္စအရက်တွေအကုန်လုံးအဆင်ပြေလာမယ်နောက်နေ့ကြကြာရေးပေါ်လန်းလာမယ်လောက်ကန်တွေအဆင်ပြေလာမယ်ဒါကြောင့်ဂျူရီရဲ့သဘောတရားတွေကလည်းဒီလိုပြောင်းလဲမှုတွေဖြစ်နေတာမို့လို့အခုချေပြောချင်တာကတကယ်ကိုမှအချိန်ခါကောင်းကိုစပြီးဖြစ်ဒီဖြစ်ဖြစ်ချင်းနဲ့ဝင်ရောက်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့လာပြနေရဘာတွေထူးခြားတာနေဆိုတော့ ထူးဆန်းတဲ့အချိန်ခါဒီနှစ်ပေါင်းအကြာကြီးနေမှာတခါပဲပွင့်နေဒါနသိတိဓာတ်တွေရွှေမိုးငွေမိုးရွာသွင်းဖြုံးမဲ့ဓာတ်တွေကဒဇမုလာပြည်နေမှာကြာရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနေမှာကျေလို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်မဟာဝေဒပတ်မန္တန်တော်ကြီးပူဇော်လို့ရပါတယ်အဲ့ဒီနေမှာဒိဋ္ဌန်လေးနဲ့ပူဇော်ပေးပါနောက်တစ်ခုကကြတော့ကိုလိုချင်တဲ့ဆန္ဒတွေကိုဘဝတွေကို manifestation တွေလုပ်လို့ရတယ်အဲ့ဒီအချိန်မှာပေါ့เนาะဆိုတော့ဒီ universe ထဲမှာတန်လွင့်နေတဲ့ ဒီ energy တွေသူတော်စင်သူတော်ကောင်းတွေရဲ့စွမ်းရည်တွေအကုန်လုံးကိုခံယူပါတယ်ဆိုယူပြီးတဲ့အခါမှာကိုလိုချင်တဲ့အရာကိုဆူတောင်းလို့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီလိုမျိုးအခွင့်အရေးကောင်းကိုလက်မလွတ်စေခြင်းလို့ချက်လာပြီးဝင်မပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ခொနဲ့သားသမီးတွေအားလုံးဒီအကုန်လုံးကောင်းတဲ့ဘက်ကိုစပြီးသွားနေတာဖြစ်တဲ့အတွက်မကောင်းတဲ့အရာတွေဖြည်းဖြည်းချင်းပပျောက်သွားမယ်ဘာမှဘေးရနေလည်းဖြည်းဖြည်းချင်းပါသွားပြီးတော့ကောင်းသွားပါလိမ့်မယ် နည်းနည်းတော့တတိဝိရိယလေးတော့တော့ရှိရမှာပေါ့နော်နည်းနည်းပေါ့ပေါ့ပါပါလေးကိစ္စလေးကြီးဥပမာရာသီဥတုတာအေးတာမျိုးတို့ဘာလို့ဒါလေးတွေဖြစ်တတ်တယ်ပေါ့နော်ဒါမှအနေကြီးကြီးမားမားရှိလောက်တဲ့အနေထားမျိုးလွတ်မြောက်သွားပါပြီအဲ့တော့နောက်တစ်ခုပြောချင်တာကသာသာပရိရေးတွေဟာဆိုလို့ရှိရင်ခုချိန်ခုခါမှာဟိုစတင်တဲ့အလုပ်တွေလုပ်ငန်းတွေရှိမယ်ဆိုလို့ရှိရင်စတင်လို့ရတယ်အဟို ဝေဝါးနေတယ်ဆိုမှာတော့မလုံငတ်လို့ကမှမသိဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ခုလိုအချိန်ကအချိန်ကကောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့မြည်သည့်လုပ်ငန်းဆိုကိုယ်စိတ်ဆန္ဒနဲ့လည်းကြိုက်နေမယ်ကိုယ်အတွက်လည်း ready ဖြစ်နေမယ်ဆိုရင်စတင်လိုက်ပါလို့ပြောချင်ပါတယ်အဲ့တော့တန်တဲ့သားသမီးတွေကနင့်တဲ့သားသမီးတွေကဆိုလို့ရှိရင်လည်းကိုယ်ဘဝမှာကောင်းတဲ့အချက်အလက်တွေကိုယ်ဘဝတွေကိုစပြီးဝင်ရောက်လာတယ်ဆိုတာကိုသတိထားပြီးတော့ကြည်ပါပို့ပြီးတော့ကောင်းမွန်တဲ့ရလတ်တွေချစ်လာပါလိမ့်မယ်ဒါကြောင့် ခொနဲ့သားသမီးတွေအကုန်လုံးဒီဒီဒီစာမုံးလာပြင်းနေမှာကြာရောက်မယ်ဒနာတိတ်တိဓာတ်တွေကိုရပါစေဆိုပြီးတော့မှဒီချက်လာပြီးတော့ဝင်မြောက်ပြင်းနေဖြစ်ပါတယ်ရှင်ကျေးဇူးများရှိတင်ပါတယ်